ပိတ်စတွေပြောင်းမဲ့မဖြစ်အောင်လို့ဒီအိတ်ကလေးကိုချုပ်ပြထားတယ်ဒီဗီဒီယိုလေးစာဆုံးကြည့်လိုက်ရင်နားလည်မှာပါဒီချယ်ဒီမှာပတန်ပေါ့နော်ပတန်ကိုပြပေးမယ်အဲပတန်ကိုပြပေးမယ်ဆိုတဲ့အခါကျတော့ပတန်ကဒီမှာဒီချယ်တို့ကနော်ဒီလိုဒီလိုအရှည်က16စင်တီရှိတယ်နော်ဒီလိုက17စင်တီရှိတယ်အဲဒီအဝိုက်လေးတွေကျတော့ဒီချယ်ကဒီမှာ ဒီစင်တီစီယူထားတယ်เนาะအမိမိရတကယ်လို့သေးကျင်နေဆိုလဲမိမိသဘောကြိုက်တယ်လို့လုပ်လို့ရတယ်ဒီအလဲဆက်တဲ့ဟာကြတော့ဒီအလဲဆက်တဲ့ဟာကြတော့ခြေကဒီမှာနှစ်စင်တီပဲယူထားတယ်เนาะအဲ့တော့ဒီခြေတို့ကဒီမှာဒီရှေ့ချမ်းတစ်ခုကိုပဲပက်တန်ဖြတ်မယ်เนาะတကယ်လို့မိမိရဟာဘလတ်စတစ်ရှိတယ်ဆိုလို့ရှိရင်လဲဒီပက်တန်တစ်ခုလုံးကိုဖြတ်ထားလို့ရတယ်ဒါပေမဲ့လို့ခြေတို့ပိတ်ဆဖြတ်ဖို့အတွက်ကြတော့ရှေ့ချမ်းတစ်ခုပဲအဓိကလိုအပ်တယ်ဆိုတာလေးကိုရှင်းပြပြမယ် เนาะရှေ့ချမ်းရဲ့နောက်ဒီအလဲဆက်တဲ့ဟာလေးဒီနှစ်ခုအဓိကလိုအပ်တယ်เนาะဒါဆိုလို့ရှိရင်ပတံကွက်ကိုဆွဲလို့ရပြီအာဒီမှာဒီချက်เนาะဒီအကောင့်လေးတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ရုပ်ကလေးတွေပါတဲ့ဟာလေးတွေနဲ့ပြောပြပေးမှာဟလားအာဒါလေးကိုဒီချက်တော့ဘယ်လိုချုပ်ရမလဲဘယ်လိုဖြတ်ရမလဲဆိုတဲ့အခါကြလို့ရှိရင်ဒီချက်တို့ကဒီမှာအယုတ်ကသူကတဲ့တဲ့ရှိတယ်အဲတဲ့တဲ့ရှိတဲ့အခါကျတော့ကျတို့ကဒီဟာကိုနှစ်ဖက်တွေလိုခောက်လိုက်တယ်ဆိုလို့ရှိရင်ဟလားသောသောကဒီမှာဒီလိုတဲ့တဲ့ရတော့မှန်သွားပြီ ဒါပေမဲ့ဒီလိုပြန်လှည့်လာတဲ့အချိန်ကဒီအောက်ဘက်ကဇောက်ထိုးဖြစ်တတ်တယ်အဲအဲ့ဒါကိုမဖြစ်အောင်ချေလို့ဘယ်လိုညှက်မလဲညှက်မဲ့အခါကျတော့ချေလို့ကဒီမှာတွေ့လာနော်ပထမတစ်ပိုင်းကိုဒီလိုဖြတ်မယ်ဒီပတန်ကိုချေလို့နှစ်ပိုင်းလုံးရမယ်ဆိုတော့ပထမတစ်ပိုင်းကိုဒီလိုဖြတ်မယ်ချုပ်စာတွေအကုန်ထားရမယ်ပြီးတဲ့အခါကျကျေလို့ဒီအလဲဆက်တဲ့ဟာအလဲဆက်တဲ့ဟာကိုဒီမှာထားရမယ်။နော်။ဒီအလဲဆက်တဲ့ဟာလဲချုပ်စာဒီမှာဒသမ9ပဲရှိရအောင်။ ြီးတော့မှဒီချက်တော့ဒီဒုတိယအနောက်နောက်ဘက်ကအကောင်နောက်ဘက်ကအကောင်ဒီချက်တော့ဒီလိုလုံးလို့မရအောင်ဒီလိုဆက်ရမှာအဲ့တော့အခုဒီမှာဒီချက်တော့ပထမတစ်ပိုင်းရှေ့တစ်ပိုင်းပေါ့နော်ရှေ့တစ်ပိုင်းကိုဒီချက်တော့ချုပ်လိုက်ပြီချီတော့မယ်နော်အဲ့ရှေ့တစ်ပိုင်းချုပ်ပြီးသွားတဲ့အခါကျလို့ရှိရင်ဒီချက်တော့နောက်တစ်ပိုင်းကိုလာမယ်နော်ဒီအနောက်ဖက်တစ်ပိုင်း เนาะဒီအနောက်ဘက်တစ်ပိုင်းအနောက်ဘက်တစ်ပိုင်းကျတော့ဒီချက်တို့စစောကပြောသလိုပေါ့เนาะဒီလိုသွားရမယ်တဲ့လားเนาะဒီလိုသွားရမယ်ဒါမှဒီချက်တို့ကဒီလိုလှဲ့တဲ့အခါကျတော့ဟိုဘက်ဒီဘက်မှာတွေ့လာအတဲ့ဖြစ်မယ်အဲအဲ့ဒါအယံတိထားရတယ်เนาะအဲ့တော့အခုဒီမှာနောက်ဘက်ကိုဒီချက်တို့ချုပ်တဲ့အခါမှာအပြောရမယ်ဆိုလို့ရှိရင်ဒါလေးတွေကတစ်ခါတလေမှမထင်မှတ်တဲ့အရာလေးတွေပေါ့เนาะ ကိုယ်တတိမထားလိုက်တာလည်းဖြစ်ချင်းလည်းဖြစ်နိုင်နေပေါ့ဒါလေးတွေဖြစ်တတ်တယ်ဖြစ်တတ်ပြီမဲ့လို့ကျေတို့ဒီတတိထားပြီးတော့လုတ်သွားတယ်ဆိုရင်ရရတယ်ဆိုတာလေးကိုတစ်ချက်ကပြပြခြင်းပါเนาะအဲ့တော့ခုဒီမှာကျေတို့ဒါလေးတွေနဲ့ကန်ထားမယ်ပြီးတော့ပိတ်စာမှပြေးအောင်လို့เนาะအဲ့တော့ခုဒီမှာချုပ်စာဒသမ9เนาะ အဲ့တော့အခုဒီမှာကြည့်ရှက်ပြမှာမတည်လားဒီလိုဖြစ်သွားရင်ဖြစ်သွားတဲ့အခါကျကျေတို့ကဒီဟာကိုဒီလိုအိတ်ချုပ်တော့မယ်ဆိုတော့ဒီမှာကြည့်ဒီဘက်လည်းအတဲ့ပဲဒီဘက်လည်းအတဲ့ပဲအဲ့တော့အခုဒီမှာဒီကျေတို့နော်ဟော်အလှပိတ်ရဲ့ဟော်ရဲ့အတွင်းခံပိတ်ရဲ့နော်အတိကြီးချုပ်တယ် เนาะအဲ့တော့ဒီမှာအချီချီနေတည်ပြီเนาะဒီ1 2 3 5လောက်กว่าเนาะ5လောက်กว่าပြီးတော့ဒီချက်တော့ဒီမှာဒီအနောက်ကနေဒီလိုဆွဲတင်ပြီးတော့ဒီလိုဆွဲသွားတယ်အဲ့တော့ဒီမှာတွေ့လားကျက်သွားပြီเนาะဒီဟာလုံးဝကြီးမထွက်နိုင်တော့အချီတေးအောင်ပဲကြာအဲ့တော့အခုဒီမှာဒီချက်ဟိုဟာချုပ်ပြပေးမယ်เนาะ ီအနောက်မှာကျတို့အကအချီအထုံးကိုဖွဲ့အောင်အာနော်ဝင်သွားပြီလို့ kick ဆုပ်ပြီးဖြတ်သွားရင်တွားတာဝင်သွားပြီမနာမိကြအဲ့တော့အခုဒီမှာဒီချေတို့ကဝေးတင်းချုပ်တဲ့အခါကျတော့ဘယ်လိုချုပ်မလဲဆိုရင်ဒီမှာအယုတ်ဘေးမှာသူကဒီလိုဟွာလေးရှိတယ်။ line လေးရှိတယ်။ဒီ line ကိုပဲဒီချက်လို့ချုပ်မှာ နော်ဒီ line ကိုပဲတကယ်လို့ချုပ်သွားမယ်အဲ့တော့ချုပ်သွားတဲ့အခါမှာတကယ်လို့ကဒီမှာဒီ line ကနေပဲလို့သွားပြီးတော့ပြီးတော့ဒီဘက် line နဲ့လို့ပဲပေါင်းဘာကြောင့်လဲဆိုတော့အယုတ်ကမကြီးတဲ့အတွက်ချက်တော့အများကြီးလိုက်ချုပ်เสียမှာလို့အဲ့တော့အခုဒီမှာတကယ်လို့ကစပြီးဒီမှာအချီကိုအနောက်ကနေထည့်လိုက်ပြီးရင်တဲ့တဲ့ဝင်နေနော်ပြီးရင်တဲ့တဲ့ပြန်ထွက်တယ်ပြည့်လား အဲ့တော့ဒီကျဲတို့ဒီမှာကွေတင်ပြီးသွားပြီကွေတင်ပြီးသွားတဲ့ခါကျရင်ဒီဘေးကိုကျဲတို့အတီကြီးတစ်ခေါက်ချုပ်မယ်ပတန်အတိုင်းကိုနော်ပြီးတော့မှဒီကျဲတို့ပတန်ကိုဖြတ်ထုတ်မယ်နော်အတီကြဖြတ်ထုတ်မယ်ဒီအတီကြီးချုပ်ထားတဲ့ဟာလေးကိုမထိစေနဲ့နော် ိုက်တိုင်းဖြတ်ထုတ်အဲ့တော့အခုဒီမှာတရားတော်ဟုတ်လားအကုတ်ကုတ်တော့မယ်နော်အကုတ်ကုတ်တော့မယ်ဆိုတဲ့အခါကျတော့တရားတော်ဒီမှာအကုတ်ကိုဒီလိုတော့မယ်အမှန်သာဒီကနေစားပြီးတော့လာနော် အလိုတော့ချောက်ကျဲတော့ကွက်လာပြီးတော့အဲအဲ့တော့အခုဒီမှာဒီချဲတော့နော်အကုတ်ကုတ်ပြီးသွားပြီတဲ့လားဒီချဲတော့အကုတ်ကိုဒီမှာတွေ့လားနော်ဒီလိုအတွင်းကိုပြန်ထည့်ပြီးတော့ပြန်အကလေးတွေနဲ့လေးစစ်စစ်ကလေးထိုးထားရမှာနော်ဘာဖြစ်လို့လဲဆိုတော့ဒီ ကွက်ကံကဒီလိုကွက်တဲ့အချိန်မှာချော်ထွက်တဲ့ချော်ထွက်သွားတဲ့ခါကျရင်ကျလို့ရှေ့မှာတွန့်သွားတယ်နော်အလူတောက်လျှောက်လို့ပါအဲ့တော့အကွက်ကိုဒီချက်လက်ချုပ်နဲ့ချုပ်ပြပေးမယ်နော်ဒီမှာဒီချက်တို့တွေ့လား ပင်အပ်ကလေးတွေကိုလေးသေချာထိုးထားရတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီမှာအကွက်ကယော်ရီယော်ရဲဖြစ်လို့ရှိရင်အရှိမတွန့်ပြီးတော့လိုက်နော်အဲ့ဒါလေးကိုသတိထားအဲ့တော့ဒီကျတော့ဒီမှာဒီဟာလေးကချိုးရိုးပြောက်ချုပ်တာနော်ချိုးရိုးပြောက်ချုပ်တဲ့အခါကျတော့ဒီမှာဒီကျတော့55ဒီဂရီစောင်းပြီးတော့ထွက်တယ်။ငါတက်လား။နောက်ဒီလို55ဒီဂရီစောင်းပြီးထွက်တယ်။ အန်တီချေတို့ဒီမှာနော်ပြီးသွားပြီဟုတ်လားအကိုချုပ်ပြီးသွားပြီအကိုချုပ်ပြီးသွားတဲ့ခါကျတော့ကျေတို့ဒီမှာစစ်တက်မယ်နော်စစ်တက်တဲ့ခါကျတော့ကျေတို့ဒီမှာစစ်ကစစ်ကိုလည်းအလေညှိရမယ်ဒီဟာကိုလည်းအလေညှိရမယ်နော်လက်ညှိပြီးတော့မတက်မယ်အဲ့တော့ဒီမှာကျေတို့အလေညှိပြီးတော့อืม

အဲ့တော့ဒီအပေါ် line လေးကိုအရင်ချုပ်မယ်ဆိုတော့ကျေရောဒီမှာဒီလိုဝင်မနော်မနောက်ပြန်နေပဲချုပ်တာသိလား အဲဒီချေတို့ဒီမှာပြီးရနေပြီเนาะဒီအဆုံးရောက်ခံနေပြီအဲဒီကိုရောက်လာတယ်เนาะဒီကိုရောက်လာတဲ့အခါကျတော့ချေတို့ကမလုပ်မလဲဆိုတော့ဒီဘက်ကိုဆက်ပြီးတော့လာမယ် နော်ဒီအောက်ဖက်ကိုအောက်ဖက်ကိုနာမ်အဲလာတဲ့ခါကျဒီအောက်ဖက်ကျတော့ဂျေလိုကခက်ကြဲကြဲပဲသွားပြီနော်မခက်ကြဲကြဲပဲတွေ့လားဥပမာတစ်ခေါက်ချုပ်တယ်လို့စိတ်เสียမလို့တော့ဒါကခက်ကြဲကြဲလေးတွေပဲသွားတယ်မှတ်တယ်လားနော် Ada aku dimahas, di mandi B apa aku pe, no? Nah. Hmm, iya apa aku pede kata, -kata di lima ီနားလေးက3စင်းတော့ချုပ်ပေးနော်တိကြတယ်မှာတော့ရှောင်းရှောင်းတဲ့တဲ့ဝင်မယ်နော်အပေါက်ပိတ်တဲ့အခါကျရင်တဲ့တဲ့ဝင်မယ်တဲ့တဲ့ပြန်ထွက်မယ်အဲ့ဒါမှဒီရှောင်းတို့ဒီအပေါက်ကလေးတွေကညီတယ်နမို့ဆိုလို့ရှိရင်နည်းနည်းလေးချော်သွားတာနဲ့သူကဘာဖြစ်သွားလဲဆိုတော့အပေါက်ကလည်းချော်နေတယ် အာဒီ share ဒီမှာเนาะဒီဒီနေရာလေးကိုပိတ်မှာပေါ့အဲဒီနေရာပိတ်မဲ့အခါကျတော့ share ကဒီမှာအထဲမှာဆက်ထားတဲ့အတွက်အထဲကိုလည်းကြည့်ရတယ်เนาะအထဲကိုကြည့်ပြီးဒီကျနှိပ်ပြီးတော့မှပိတ်ရမှာเนาะအဲ့တော့အခုဒီမှာစပြီးချုပ်တဲ့အခါကျတော့ share ဒီအနောက်ပြန်နေပဲเนาะအနောက်ပြန်နေပဲပေါ့ ရှေ့နောက်ကိုလေရှေ့နောက်ကိုညီအောင်ညှိနော်။နှုတ်ဆိုရင်ရှေ့ရတဲ့ကြောင်နောက်ကတဲ့ကြောင်ထွက်နေတယ်မလှအောင်။အဲ့တော့အခုဒီမှာဒီချက်နော်ပြီးသွားပြီဒီအိတ်ကလေးကိုဒီမှာကြည့်အထဲမှာလဲနော်မကြည့်အထဲမှာတချို့တို့ချုပ်ပြီးသွားပြီ။ဆိုတော့အထဲမှာချုပ်ပြီးသွားပြီဆိုတော့ဒီအိတ်ကလေးကဒီချက်တို့က အာပြောရမယ်ဆိုလို့ရှိရင်ဒီရဲကလေလွန်ခဲ့တဲ့လင်းနှစ်ထဲကလေဒီအိတ်ကလေးကိုချုပ်ခဲ့ပြီးပြီးသားเนาะဒါပေမဲ့လို့အဲ့ဒီအချိန်လုံးကဒီရဲတို့ကဘာဖြစ်လဲဆိုတော့တနားကြီးကြောကြတယ်အဲ့ဒီအချိန်လုံးကဒီရဲလက်ချုပ်ပေါ့လက်ချုပ်တနားကြီးကြောကြတဲ့အခါကျတော့ Facebook က15မိနစ်ထက်ကြော်လို့မရအောင်15မိနစ်ကြော်သွားရင်သူကအတာမပေးတော့ဘူးเนาะဆိုတော့အဲ့တော့ YouTube မှာကတော့ရတယ်ဒါကြောင့်မလို့အခုဒီရဲကဒီဥစ္စာကိုဆက်ချုပ်ကောလက်ချုပ်ကောကို ချုပ်ပြီးတော့ကျက်ပြပါတယ်ဒါမှကျေတို့ page မှာလည်းကြီးလို့ရအောင်လို့เนาะအဲ့တော့အဲ့တော့အခုဒီဟာလေးကကျေတို့ကတော့ဟလာဒီ time မှာဆိုလို့ရှိရင်เนาะဒါလေးကအကျွေထဲမှာပေါ့လေเนาะအဲ့တကယ်လို့ရန်ကုန်မှာဆိုလို့ရှိရင်เนาะအပစံနည်းနည်းပါးပါးထည့်ပြီးတော့အောက်ဆင်းဈေးဝယ်တာတို့ဘာလို့ထည့်လို့ရလဲဒါမှမဟုတ်ရင်ဒီနှစ်ချက်ကလေးတွေထည့်သိမ်းလို့ရတယ်ပေါ့เนาะအဲ့တော့ကိုအဆင်ပြေသလိုပေါ့ဈေးကဒီချက်30 cm တတ်ထားပေးတယ်เนาะအဲ့ဒါဆိုရင်ဒါလေးပြီးသွားပြီအဓိကဒီချက် ချုပ်ပြတာဗာလဲဆိုတော့တချို့လူဒီပိတ်ဆနော်ပိတ်ဆကိုဆက်တတ်အောင်လို့ရှေ့နဲ့နောက်နဲ့ကိုဇောက်ထိုးမဖြစ်အောင်လို့ဖြစ်အဓိကချုပ်ပြပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့ကျေးဇူးတင်ပါတယ်ရှင်နိုင်စမိတ်အနီလာကွေးပါရှင်